ငလင်းကြောင့်ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့လူငလင်းကြောင့်ငါးရက်ဆောင်နဲ့လေးရက်ဆောင်နှစ်ခုစလုံးပြိုကျပျက်စီးခဲ့တဲ့ဇရနာသိန်းကြီးတီလာရှင်ပညာသင်ကျောင်းဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ဆရာမလေးမန်နွန်ရွေခိုင်ကပြောပြခဲ့တာပါလောက်တဲ့ချိန်ကဒုတိယထပ်မှာပါနေ့လယ်စာစားပြီးအပေါ်ရက်တက်လာကြတာတူမလေးနှစ်ယောက်ရဲ့တူလေးတစ်ယောက်ရဲ့ပေါ့ကျောင်းပိုက်တဲ့ချိန်ဆက်ချုပ်တင်ပေးနေတာအဲ့ဒီချိန်ငလင်းလှုပ်တာပကတ်လွှမ်းနေသလိုပဲ ဘလောက်ကြီးဖြစ်လိမ့်မယ်လို့မထင်ထားဘူးတူလေးကတော့ရင်ခွင်နဲ့ဆွဲဖက်ထားတယ်အကြီးနှစ်ယောက်ကတော့ပြေးနိုင်မယ်လို့ထင်ထားတာငြိမ်သွားတာနဲ့ပြေးဆင်းရမယ်လို့ပြောနေသေးတာငလင်ကဗေဒကြီးပကတ်လွှဲနေရာနဲ့ရက်မသွားပဲအထက်အောင်ဆောင်ပြီးလှုပ်တော့ကျောင်းဆောင်ကဘုံကနေတခါလဲပြိုကျသွားတော့လားပြိုတော့ထောက်တန်းကြီးကຫນွေရက်ခြေနှစ်ဖက်လုံးမှပြီးသွားတယ် ူလေးကတော့ຫນွေရိုက်ရှင်ခွင်ထဲမှာမို့လွတ်ပါတယ်။အောက်ဆလစ်ပြင်နဲ့အပေါ်ကပြိုကျလာတဲ့ဆလစ်ပြင်တစ်ခုကြားမှာကုန်းကုန်းလေးနဲ့ခေါင်းလဲလှုပ်လို့မရတော့ဘူး။တူမာလေးတွေကဘေးနားလက်တကမ်းမှာမြင်းနေရတာ။ဒါပေမဲ့သူတို့ကပြိုကလေးကအတန်ပြန်မပြုတ်နိုင်ကြတော့ဘူး။သရဏသိငီတေလရှင်ပညာသင်ကျောင်းဟာငလင်းကျောင်းအဓိကကျောင်းဆောင်ကြီးနှစ်ခုစလုံးပြိုကျခဲ့ပြီးသက်ချဦးတေဆုံးက 6ဦးတန်ရာရရှိခဲ့ပြီးဆီယာမာလေးမန်နူရီခိုင်ကတော့ခြေတော်တစ်ဖက်ဆောင်းရှုံးခဲ့သူဖြစ်ပါတယ်မန်နူရီခိုင်ကအဲ့လိုဆက်လက်ပြင်တဲ့ခုကြားမှာ24နှစ်ကျော်ပြိမ့်မိနေခဲ့တဲ့အချိန်အတန်ပြုတ်လို့ရတဲ့ကလေးတွေကိုတိုင်မင်ခေါ်ပြီးမြစ်တာတုပ်ရွတ်နေကြရတယ်လို့ပြောပြပါတယ်မန်နူရီခိုင်ကိုမလ29ရက်နေ့မွန်လွယ်ပိုင်းမှာကဲထုတ်နိုင်ခဲ့ပြီးမန္တလေးဆေးရုံကြီးကိုရောက်ဓမ္မန်ရိုက်စစ်ဆေးမှုတွေလုပ်ရင်း ခွဲကန်းဝင်ရမယ့်အချိန်ကိုစောင့်လိုက်နေရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒဏ်ရာအနာတွေကအနံ့တွေထွက်ပြီးပုတ်နေပြီတဲ့။30ရက်နေ့ခွဲကန်းဝင်ရမယ်ဆိုလို့ဘာမှမစားမသောက်ဖဲနေလိုက်ရတာက နောက်တရက်ညနေမှပဲခွဲစိတ်ခန်းဝင်ခဲ့ရပါတယ်တဲ့။အဲ့ဒီအချိန်ထိခြေတော်တစ်ဖက်ကဖြတ်ထုတ်ရမယ်လို့မထင်ဘူး။ခွဲကန်းကထွက်လာတော့လည်းဖြတ်ထားတယ်လို့မသိဘူး။ဘေးနားကလူတွေကလည်းပြောမထွက်တော့အသိမပေးကြဘူး။ မဖြတ်ရတဲ့တစ်ဖက်ကလည်းခြေဘွားအပိုင်းတစ်ခုလုံးခွဲစိတ်ထားတာမို့ထောက်လို့မရသေးဘူးလို့ပြောပြခဲ့ပါတယ်။ဆရာမလေးကလက်ရှိချိန်ထိဂရင်900အယိုးဆေးရုံမှာတက်ရောက်ကုသနေဆဲဖြစ်ပြီးဖုန်းနံပါတ်က39 653 80 490ဖြစ်တယ်လို့သိရပါတယ်။